MNDAA တပ်ဖွဲ့တွေဆုတ်ခွာသွားတဲ့လားရှုမျိုးတွေကိုစစ်ကောင်စီရှင်တန်းဒီနေ့ April 22ရက်မနက်ပိုင်းမှာစတင်ဝင်ရောက်လာတယ်လို့သိရပါတယ်။နမ်ပေါင်ရွာဘက်ကနေဝင်ရောက်လာတာဖြစ်ပြီးမိုးကအုပ်ကားအစီးရေ90ထပ်မင်းပေါင်ဝင်ကြောင်းမြို့ကန်တအူကပြောပါတယ်။ပြန်ဝင်လာသူတွေဟာလားရှုမျိုးအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခဘက်ကဦးတည်ဝင်ရောက်သွားတယ်လို့ဒေသခံတွေကအသိပေးပါတယ်။စစ်ကောင်စီထောက်ခံသူတချို့ကတော့စိုးရိမ်စရာမရှိကြောင်းရေးသားနေကြတာပါ။ တရုတ်အကူအညီနဲ့လာရှုမြို့တွေကိုစစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက်လာရှုမြို့တော်ခမ်းမရှိမှာလွှင့်ထူထားတဲ့ MNDAA နဲ့ကိုကတ်အထူးဒေသတဲ့အလံတို့ကို April 22ရက်မနေ့ကဖြုတ်ချခဲ့ပါတယ်။ပြီးတော့တရုတ်အထူးတန်တမန်တင့်ရှိကျွင်းဟာလည်းလာရှုမြို့ကိုရောက်ရှိနေတာပါ။တင့်ရှိကျွင်းစစ်ကောင်စီရဲ့အမတ်တဲစစ်စင်ရဲ့အထူးအဖွဲ့မှုဒုဗိုလ်ချုပ်ကြီးကိုကိုဦး MNDAA အထွေထွေအတွင်းရေးမှုနဲ့စစ်ဦးစီးချုပ်တို့ဟာလာရှုမြို့မှာမနေ့ကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီသုံးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်ကိုတော့မသိရသေးပါဘူး။ရာမခအပါဝင် လာရှုမြို့ကို MNDAA နဲ့မဟာမိတ်တွေက2024 August 3ရက်နေ့မှာအပီးသက်တင်ပိုက်ထိန်းချုပ်ခဲ့ပါတယ်။ MNDAA ဟာလာရှုကိုတင်ပိုက်ပြီးနောက်အထူးဒေတာတည်ဖြည့်ထည့်သွင်းသတ်မှတ်ပြီးအုပ်ချုပ်ရေးရန်တရာအသက်သွင်းနေစေကာလမှာတရုတ်ရဲ့ဖိအားကြောင့်ပြန်ဆုတ်ခွာရတာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံသား၏ဝန်ကြီးဌာနပြောခွင့်ရှိသူကတော့တရုတ်အစိုးရဟာ တခြားတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုရှားဝင်မဆွတ်ဖတ်တဲ့မူကိုလိုက်နာနေကြောင်းမနေ့ကသတင်းစာရှင်းလင်းပွဲမှာပြောပါရယ်2024ဩဂတ်လမှာလည်းတရုတ်အစိုးရကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဘယ်နိုင်ငံကမှဝင်ရောက်မဆွတ်ဖတ်ရဘူးဆိုတဲ့အချက်အပါဝင် မကျော်ရမဲ့စီးသုံးစီးဆိုပြီးထုတ်ပြန်ခဲ့ပူပါရယ်ရှင်